ကျွန်တော်တို့ရဲ့ကဘာကျုံဒီနာမည်ကိုကြားလိုက်တာနဲ့မြေကြီးတွေတိုက်ကြီးတွေနဲ့တောတောင်တွေကိုပဲအရင်ဆုံးပြေးမြင်မိကြမှာပါ။ဒါပေမဲ့အမှန်တရားကတော့ကျွန်တော်တို့နေထိုင်တဲ့ကဘာဟာရေကဘာတစ်ခုဖြစ်ပါတယ်။ကဘာမျက်နှာပြင်ရဲ့80ရာခိုင်နှုန်းကျော်ကိုသမုတ်တရားတွေကဖုံးလွှမ်းထားပါတယ်။ဒီသမုတ်တရားတွေရဲ့ပြမ်းမြအနက်က3.8ကီလိုမီတာလောက်ရှိပြီးတော့နေရောင်ကြီးဟာမီတာ100အနက်ထိပဲထိုးပေါက်ဝင်ရောက်နိုင်ပါတယ်။ ဆိုလိုတာကတော့ရေအောင်နှန်ဆိုင်တဲ့နေရာအများစုမှာထာဝရအမှောင်ဒုဟာသာကြီးစိုးနေရပါဒီအချက်ကိုနောက်တစ်ဆင့်တက်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဘာဂျိုတစ်ခုလုံးရဲ့အစိပ်ပိုင်းအများစုဟာထာဝရအမှောင်ဒုထဲမှာတည်ရှိနေရဆိုရဲအထိပ္ပယ်ပါပဲကဘာပေါ်ရှိရေအားလုံးရဲ့66ရာခိုင်နှုန်းဟာသမုတ်တရားထဲမှာရှိနေပြီးတော့ကျွန်တော်တို့တောက်သုံးနေတဲ့ရေချိုပမာဏဟာအလွန်နည်းပါးပါတယ်နှိုင်းရှင်ပြရရင်ကဘာပေါ်ကရေချိုအားလုံးသမုတ်တရားမျက်နှာပြင်ပေါ်ဖြန့်ကျက်လိုက်ရင်တော့ 1.25မီတာအထူလောက်ပဲရှိမှာပါ။ပိုပြီးအံဩစရာကောင်းတာကကဘာပေါ်ကတက်ရှိအားလုံးရဲ့64ရာခိုင်နှုန်းဟာရေထဲမှာနေထိုင်ကြတာပါ။ဆိုလိုတာကကုန်းပေါ်မှာနေထိုင်တဲ့ကျွန်တော်တို့အားလုံးဟာအလွန်အလွန်တင်းငယ်တဲ့အ ਨੇ စုပမာဏတစ်ခုသာဖြစ်ပါတယ်။ဒါဆိုဒီသမုတ်တရားရဲ့နတ်ဆိုင်တဲ့နေရာတွေမှာဘလို့လွတ်ဝတ်ချက်တွေကိန်းအောင်းနေမလဲ။ကျွန်တော်ပို့ပြီးတော့နတ်ဆိုင်သွားဆင်းသွားလေလေ။ပို့ပြီးတော့စူးစမ်းခြင်းတွေပြင်းပြလာလေပါပဲ။ကျွန်တော်တို့ဟာကိုယ့်ကဘာရဲ့ သမုဒ္ဒရာကျမ်းပြင်အကြောင်းထက်အင်္ဂါဂျိုရဲ့မျက်နှာပြင်အကြောင်းပိုသိနေကြတယ်။အလင်းရောင်မရှိခြင်းနဲ့ပြင်းထန်လုံးတဲ့ဖိအားတွေကြောင့်ဒီသမုဒ္ဒရာရဲ့အစိတ်ပိုင်းတွေကိုစူးစမ်းရှာဖွေဖို့အလွန်ခက်ခဲခဲ့ပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာအနှံ့ဆိုင်သောနေရာတွေစီကိုစိတ်ကူးနဲ့ခီးထွက်ကြပါမယ်။သမုဒ္ဒရာကျမ်းပြင်ဟာဘယ်လိုပုံစံရှိသလဲ။ဘာတွေနဲ့ဖွဲ့စည်းထားသလဲ။အဲ့ဒီမှာဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုရှာဖွေကြမယ်။ဘယ်သူသိနိုင်မလဲ။ကျွန်တော်တို့ဘာတွေတွေးရှိလာမလဲဆိုတာကိုပေါ့ ။ဒါဆိုကျွန်တော်နဲ့အတူသမုတ်တရားကျမ်းမြင်အောင်ကိုတွားရောက်စူးစမ်းလေ့လာကြည့်အောင်။ဒါဟာရေငုပ်ကရိယာစကူဘာလုံးဝမပါပဲပလဲရှာဖွေသူတွေငုံနိုင်တဲ့အများဆုံးအနက်ဖြစ်ပါတယ်။သူတို့ဟာအသက်ကိုအောင့်ပြီးဒီအနက်ကိုရောက်အောင်ငုံကြတာပါ။ဒီမှတ်တိုင်အောက်ကိုကြော်သွားရင်တော့တိုးလာတဲ့ရေရဲ့ဖိအားကြောင့်အစုတ်ထဲကလေတွေကိုအပြင်ကိုထွက်သွားအောင်လို့တွန်းထုတ်ခံရပါတယ်။ဒါကြောင့်မဲဒီအနက်ဟာတာမန်အပြော်ရန်ရေငုပ်သမားတွေအတွက် အမြင့်ဆုံးအနက်အဖြစ်သတ်မှတ်ထားပါတယ်။မီတာ200အနက်အလင်းမိန်ဆုံးရဲ့အစ Entering the Twilight Zone အဲ့ဒီအနက်မှာကဘာသမုတ်တရားတွေက60ရာခိုင်နှုန်းသောရေနေတက်ရှိတက်တော်ပါနေထိုင်တဲ့အနက်မီတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နေအောင်ကြီးဟာရေထဲကိုတနည်းမဟုတ်တနည်းဖိုးပေါက်ဝင်ရောက်နိုင်သေးတဲ့အတွက် Phytoplankton လို့ခေါ်တဲ့ရေညှိငယ်လေးတွေရှင်သန်ကြီးထွားနိုင်လို့ပါပဲ။ဒီများပြားတဲ့ဇီဝဓာတ်တွေဟာပဇွန်ထုတ်လို့တက်တော်ပါငယ်လေးတွေကိုအစာကျွေးမွေးပြီးတော့ သူတို့ဟာတဆင့်ငါးတွေနဲ့ဝေလာငါးလို့နှုတ်တိုက်တတ္တဝါကြီးရဲ့အတွက်အစာပြန်လည်ဖြစ်လာပါတယ်။ကျွန်တော်ပုံနှံ့အောင်ဆင်းသွားရတဲ့အများအလင်းရောင်တွေကနဲပါလာပြီးတော့ရှင်တန်နိုင်တဲ့တက်ရှိတွေကလည်းယောနေလာပါတယ်။မီတာ332အနက်အလင်းမိန်ဆုံးတွင်းလိုက်ဆုံးဒါကရေငုပ်ကရိယာနဲ့အနက်ဆုံးငုံနိုင်တဲ့စံချိန်ပဲဖြစ်ပါတယ်။ရေနှပိုင်းသွားတင်းမောငယ်မပါဘဲနဲ့ဘသူမှဒီထက်ပုံနှံ့အောင်မငုံနိုင်ခဲ့ပါဘူး။မီတာ965အနက် ဲ့ဒီအနက်ဟာအမ်ပါရာပင်ကွင်းနေရဲ့စံချိန်တင်ငုံရှိုးနိုင်တဲ့အနက်မီတာဖြစ်ပါတယ်။အဲ့ဒီနေရာမှာအလင်းရောင်မရှိသလောက်နည်းပါပြီ။အပင်တွေလည်းမရှိပါဘူး။ဒါမဲ့ငါးတွေကိုတော့တော်တော်များများတွေ့နိုင်ပါသေးတယ်။အဲ့ဒီအနက်မီတာဟာအမ်ပါရာပင်ကွင်းနေရဲ့အတွက်တက်တောင်တက်တာရှိတဲ့နေရာမဟုတ်ပါဘူး။သူတို့ဟာတားရဲတွေရဲ့အန်နေရာကနေပုန်းခိုဖို့အတွက်နဲ့နှဆိုင်တဲ့နေရာတွေကိုဆင်းသက်လာကြတာပါ။မီတာတထောင်နဲ့တကောင်ရံစုံနဲ့ဇီဝအလင်းရောင်များဒါဟာအလင်းမိန်စုံရဲ့အဆုံးသတ်ပါပဲ ်နေအောင်ကြီးရဲ့တရားခိုင်တော့အောက်တာဒီနေအောင်ရောက်ရှိနိုင်မှာတော့တယ်။ဒါပေမဲ့ဒီမှာနေထိုင်တဲ့တက်ရှိတွေကတော့သူတို့ရဲ့ကိုယ်ပိုင်အလင်းရောင်နဲ့အသက်ရှင်နေထိုင်ကြပါတယ်။သူတို့ဟာတားကောင်ကိုဆွဲဆောင်မှုဒါမှမဟုတ်တားရဲတွေကိုခြောက်လှမ်းမှုအတွက်ဇီဝအလင်းရောင်ဓာတ်ရုပ်ဓာတ်ပြုမှုတွေကိုအသုံးပြုကြပါတယ်။မီတာတစ်ထောင်အနက်ထိမှာတော့ Siphon Nephrus လို့ခေါ်တဲ့တက်ရှိတွေကိုတွေ့ရှိနိုင်ပါတယ်။ကျွန်တော်တို့ပိုနှံ့အောင်ဆင်းလေလေတက်ရှိပုံစံတွေဟာပိုပြီးတော့ထူးဆန်းပြီးဂျိုသားတွေလိုဖြစ်လာလေလေပါပဲ။မီတာ1029အနက် ။တကောင်ရန်ဆုံးမင်းနိုင်ဆုံးဒါစစ်တုံးရေငုပ်တင်းမောတစီငုံနိုင်ခဲ့တဲ့စံချိန်တင်အနက်မီတာပါ။ကျွန်တော်တို့ဆက်လက်ငုံရှိုးသွားတဲ့အခါမှာတော့လုံးဝအမောင်တု ဆိုးမိုးနေတဲ့တကောင်ရန်ဆုံးမင်းနိုင်ဆုံးလည်းရောက်ရှိလာပါပြီ။ဒီမှာတော့အစာအလွန်ရှားပါလာပြီးတမုတ်တရားတက်ရှိတရားစွမ်းရင်ကိုချွေတာဖို့အတွက်တဘာဝတွန်းအားပေးတာကိုခံရပါတယ်။အဲ့ဒီအနက်မီတာမှာရှိတဲ့တက်ရှိအများစုဟာတက်ကြွစွာအမဲမလိုက်တော့ပဲရေထဲမှာမျောပါရင် ပင်လယ်နှင်းမုံတွေကိုစုဆောင်းစားသုံးကြပါတယ်။ပင်လယ်နှင်းမုံဆိုတာကတော့ငါးစီတွေရဲ့အကျွင်းကျန်းအပင်အဆအနမဆင်ဖုံမုံနဲ့တဲမုံအမုံအမွှားလေးတွေပဲဖြစ်ပါတယ်။မီတာ2200အနက်အဲ့ဒီအနက်ကတော့အီယာမရေပွဲကြီးတွေနဲ့သရုပ်ဓာတ်တောင်မှပိုကြီးတဲ့စပန်ဝီလာငါးကြီးတွေငုံဆင်းလာတဲ့အနက်ဖြစ်ပါတယ်။အဲ့ဒီအနက်မှာတောက်ပနေတဲ့သူတို့ရဲ့ကိုပိုင်အလင်းရောင်တွေကိုအသုံးပြုပြီးတခြားငါးတွေကိုတားကောင်အဖြစ်နဲ့မြှားခေါ်တဲ့ Angela Fish တွေကိုလည်းတွေ့နိုင်ပါတယ်။ မီတာ6100အနက်ဒါကတော့တိုက်ကြီးတွေကိုဖြတ်ပြီးအင်တာနက်ကေဘယ်ကြိုးတွေကိုတမုတ်တရားကျမ်းမြင်ပေါ်မှာခြာထားတဲ့အနက်ဖြစ်ပါတယ်တမုတ်တရားရဲ့60ရာခိုင်နှုန်းကျော်ဟာမီတာ6000လောက်နက်ဆိုင်ပါတယ်ဒါကိုတမုတ်တရားရဲ့အကျမ်းမြင်ကျမ်းမြင်လို့သတ်မှတ်နိုင်ပါတယ်ဒါမှမဟုတ်တမုတ်တရားကျမ်းမြင်အောက်ကိုဒီထက်အများကြီးပိုနက်ဆိုင်စွာနေဝင်နေတဲ့နေရာတွေအများကြီးရှိပါသေးတယ်ငလျင်လှုပ်ခတ်မှုတွေကြာပွာတိုရီကန်ချောင်းနယ်ကြီး ကဘာကြီးရဲ့စန့်ကျင်ဘက်တစ်ဖက်ချမ်းလောက်ကိုတွားပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တမုတ်တရားခြိုင်ဝန်းကြီးတစ်ခုကိုလေ့လာကြည့်ကြရအောင်။ပွာတိုရီကန်ချောင်းနယ်ကြီးဟာကာရီဘီယံပင်လယ်နဲ့အက်ဒလန်တိတ်တမုတ်တရားတို့ရဲ့နယ်နိမိတ်ဘူမိဗေဒဆိုင်ရာခြိုင်ဝန်းတစ်ခုပေါ်မှာတည်ရှိပါတယ်။ဒါကအက်ဒလန်တိတ်တမုတ်တရားရဲ့အနက်ဆိုင်ဆုံးခြိုင်ဝန်းဖြစ်ပြီးသူ့ရဲ့အနိုင်ဆုံးအနက်ဟာမီတာ1386မှာရှိပါတယ်။သူ့ကိုပထမဆုံးတွေ့ရှိခဲ့တဲ့အမေရိကန်ရေတပ်သင်္ဘောမီလ်ဝါကီကိုဂုံပြုတ်ပြီးမီလ်ဝါကီဒပ်လို့လည်းခေါ်ပါတယ်။ ဒီနာမည်ဆိုးနဲ့ကြော်ကြားတဲ့ပထဝီဝင်ဆိုင်ရန်တွေ့ရှိမှုကို1939ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာပြုလုပ်ခဲ့ပေမဲ့တိကျတဲ့အနက်ကိုတော့2018ခုနှစ်ရောက်မှတိုင်းတာနိုင်ခဲ့ပါတယ်။အဲ့ဒါကို Consbach EM124 Multi Beam Sonar လို့ခေါ်တဲ့နောက်ဆုံးမှခင်မီစက်ကရီယာရီနဲ့ရှာဖွေတွေ့ရှိခဲ့တာပါ။2018ခုနှစ်ဒီဇင်ဘာလ16ရက်နေ့မှာပော်တိုရီကန်ဂျောင်းနယ်ကြီးရဲ့ပထမအဆုံးလူလိုက်ပါတဲ့ရေငုပ်ခီးစဉ်ကိုပြီးမြောက်ခဲ့ပါတယ်။ မုတ်တရားတွေကတခြားနတ်ရှိုင်းတဲ့နေရာတွေလိုပဲဒီနေရာဘူမိဗေဒအရအလွန်မငြိမ်မသက်ဖြစ်နေတဲ့နေရာတစ်ခုပါငလျင်လောက်ခတ်မှုတွေကအနီးနားကျွန်းနေအထူးသဖြင့်ပေါ်တိုရီကန်ကျွန်းအတွက်ကပ်ဘေးအန္တရာယ်တွေဖြစ်စေခဲ့ပါတယ်1918ခုနှစ်အောက်တိုဘာလ17ရက်နေ့မှာပြင်းအား9.3ရှိတဲ့ငလျင်ကြောင့်ဆူနာမီလိုင်းလုံးကြီးတစ်ခုဟာကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်လူတရာကျော်တေဆုံးခဲ့ပြီးပျက်စီးဆုံးရှုံးမှုဟာဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိခဲ့ပါတယ် ပါတိုရီကန်ချောင်းနယ်ကြီးနဲ့ဆက်ဆက်နေတဲ့ဘူမိဗေဒဆိုင်ရာပုံမှန်မဟုတ်တဲ့အရာတစ်ခုလည်းရှိပါသေးတယ်။ NASA ရဲ့အဆိုအရချောင်းနယ်ကြီးအောက်မှာတိတ်သည်းစာအလွန်များတဲ့ဘူမိဗေဒဆိုင်ရာဖွဲ့စည်းမှုတစ်ခုရှိနေပါတယ်။ဒါဟာအလွန်တိတ်သည်းလွန်းတဲ့အတွက်သမုဒ္ဒရာမျက်နှာပြင်အပေါ်ကိုစွမ်းငင်ကပိုတက်ရောက်စေပြီးမျက်နှာပြင်ကိုအနှဲငယ်နှိမ့်ချသွားစေခဲ့ပါတယ်။ဒီချောင်းနယ်ကြီးရဲ့တက်ရှိလောကကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။အားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်လို့ပြောရင်းနဲ့နောက်နေ့မှပြန်လည်ဆုံတွေ့ရအောင်ပါခင်ဗျာ။